အပိုင်းလေးရဲ့အဆမှာတော့ဇီယာကာကူတာတရားကိုကျောင်းတက်ခေါလောင်ထိုးကနေဖြစ်တာကြောင့်ကျောင်းသားတွေကိုအထဲကိုမြေမြဝင်မှုအမိန်ပေးနေပါရီနောက်ပြီးသူကကျောင်းတော့ကြနေပြီဖြစ်တဲ့ဆာကာမိုတိုကိုကောင်းကောင်းကြည့်ပြစ်ပေးမယ်ဆိုပြီးကြံစီနေပါရီအဲ့နောက်မှာတော့သူကအချင်းပြေးသွားပြီဖြစ်တာကြောင့်ဂိတ်တကားကိုဆွဲပေးဖို့လုပ်နေခဲ့ပြီးအဲ့အချင်းယုတ်တိရဲ့ဆာကာမိုတိုတရားပြီးလာတာကိုသူကတွေ့လိုက်ရပြီးတော့လက်ထဲမှာလေးဝါပင်ကြီးကိုကင်ဆောင်လာတာကြောင့်အံ့ဩနေပါရီနောက်ပြီးဒီကောင်ငါတကားပြေးလိုက်တာနဲ့ကျောင်းဝင်းထဲကိုဝါပင်ကိုအသုံးပြုပြီးခုံဝင်มาပဲဆိုပြီးတွတ်ဆာနေတာပါ ။ဒါကြောင့်ဆရာဖြစ်တဲ့သူကစာကာမိုတိုခုံဝင်လောင်းမဲ့နာကနေပိတ်ရက်ဖို့အတွက်ကြိုးစားခဲ့ပါရီ။ဒါပေမဲ့ဒီတစ်ခေါက်မှလည်းညံကောင်းလုံးနဲ့စာကာမိုတိုကဆရာဖြစ်သူကိုတပတ်ရိုက်ပြီးဝါပင်းကိုအုံပြုကခုံမွေမဲ့ပုံမှန်ဂိတ်တကားဝအတိုင်းမဲ့ဝင်သွားပြန်ပါရီ။နောက်ပြီးဆရာဖြစ်သူကိုဂိတ်တကားဝရဲ့ပုံစံကအရန်ကိုအထီးကျန်ဆန်လုံးနေတာကြောင့်ဝါပင်းနဲ့အလားဆင်ပြီးခဲ့တာဆိုပြီးပြောရင်းထွက်သွားပါရီ။နောက်တစ်ခါမှတော့နာနီကန်တခုကအခြေအနေကိုပြသထားပြီးဆီယာကာကူတာတရားအမြဲတမ်းနောက်ကျမှကျောင်းကိုလာတဲ့စာကောင်မှုတို့ကြောင့်ခေါင်းကိုက်နေပါရီ။ ။ဒါအပြင်စီကံထိန်သိမ်းရေးဆိုင်ရာမှာအရန်တင်းကြလို့တဲ့သူကိုတပတ်ရိုက်နိုင်လို့နဲ့ចောင်းသားဖြစ်တဲ့စာကောင်မှုတို့ကသူ့ကိုလှောင်နေတယ်လို့ပဲဆိုပြီးလုံဖို့ကင်ဘက်ဆရာမတွေကိုရင်ဖွင့်နေကြတာပါ။အဲဒီနောက်မှာတော့ဆရာကာကူတာကိုဆရာမဖြစ်သူကအခုတလောចောင်းသားလူမိုက်တွေရန်ကိုပေါ်များလာပြီးဖြစ်တာကြောင့်သူတို့ကိုကောင်းကောင်းကြီးပညာပေးဖို့အတွက်ဆရာဖြစ်သူကိုတောင်းဆိုလာပါရီ။ဒါကြောင့်ကာကူတာလေးချက်ချင်းပဲထိုင်ရာကနေထွက်သွားပြီးစာကောင်မှုတို့ကိုလိုက်ရှာပါတော့တယ်။ဒီလိုနဲ့ចောင်းရဲ့တဏျာရောက်မှာတော့အားချန်တို့လူမိုက်အုပ်စုနဲ့စကားပြောနေတဲ့စာကောင်မှုတို့ကိုတွေ့လိုက်ရပြီးနောက်ရောက်ခံလိုက်ဖို့အတွက်ဆုံးဖြတ်လိုက်ပါရီ။ တဆက်ထင်းမှာပဲအကြောင်းဝင်းတောင်းကနေထွက်လာတဲ့အငွေတွေကိုမြင်လိုက်ရကဆက်လိတောက်တဲ့ပြည့်မှုနဲ့ဖမ်းဆီးမယ်ဆိုပြီးလိုက်ချသွားပါရီဒါပေမဲ့သူထင်သားသလိုမဟုတ်ပဲအနားရောက်ရှိချိန်မှာတော့စာကာမိုတိုရိုအုပ်စုကဆက်ပြပူစီပေါင်းတွေကိုဖိုက်တာလိုပုံစံနဲ့ထိုင်ခင်းနေကြတာပါနောက်ပြီးအားချက်ကလည်းအခုလိုမျိုးဆက်လိတောက်တာမဟုတ်ပဲပူစီပေါင်းတွေကိုအငွေပုံစံထုတ်လုပ်နေတဲ့စာကာမိုတိုကိုချီကျူးနေပါရီဒါကြောင့်ဆီယာကာကူတာရဲ့အစီအစဉ်ကလည်းတဝက်တစ်ပြက်မှရင်ကြာရှုံးသွားကြရပါရီ နောက်တစ်ခါမှာတော့ကာကူတာတယောက်စာသင်ခန်းလေးကိုဝင်လာခဲ့ကြတယ်။ဓမြစီရီနဲ့စော်ကစားနေတဲ့ចောင်းသားအချို့နဲ့စာကာမိုတိုကိုတွေ့မြင်လာရပါတယ်။အဲဒီနောက်မှာတော့ကာကူတာလေးအပြစ်ရှာလို့ရပြီထင်တဲ့စာကာမိုတိုနားကိုကတ်သွားကြတယ်။ចောင်းသူတူကသူ့ကိုလှမ်းတားလိုက်ပါတယ်။တကယ်တော့စာကာမိုတိုကဘသူမှမမိနိုင်တဲ့မန်နေဂျာဘော်ကအညစ်အကြေးတွေကိုဓမြစီနဲ့တန်ရှင်းလုပ်နေတာဖြစ်ပြီးကြားလာတဲ့ဖုံမုံတွေကိုသူကရှောင်တိန်နေခဲ့တာပါ။အထာကြလုံးနဲ့တန်ရှင်းပုံစံကြောင့်ဆရာဖြစ်သူလည်းအခန်းထဲမှာနှင်းနေကြဆင်းနေတဲ့ပုံစံမျိုးအထိထိမှန်သွားခဲ့ပြီးကျောင်းသူတွေကလည်းဆရာတော်ကိုမြင်ဘူးလားဆိုပြီးမေးနေပါသေးတယ်။ ။ဇာတိငင်ကိုရောက်ရှိလာချိန်မှာတော့ကာကူတာကထုံးစံတိုင်းဇာကာမူတူရိုအခန်းထဲကိုတက်ကြွစွာနဲ့ဝင်လာခဲ့ပြီးဖိုမသဘာဝနဲ့ပတ်သက်တဲ့အကြောင်းတွေကိုသင်ကြားပေးနေပါတယ်။အဲ့ဒီအချိန်ဇာကာမူတူကသူ့ရဲ့တင်ကြမှုကိုဂယူမဆိုင်တဲ့ပုံစံနဲ့ဇပွဲကုံမော်ကိုထမင်းနဲ့တင်ပြီးစားဖို့ဟန်ပြနေတာပါ။ဒါကြောင့်ကာကူတာကလည်းအငိုင်းမိတာနဲ့ဇာကာမူတူကိုထောင်ပန်းမှုအတွက်နောက်ထပ်စာမျက်နှာတစ်ခုကိုထပ်လန့်ခိုင်းလိုက်ပါပြီ။ပြီးတော့ဇာကာမူတူကထမင်းဝိုင်းကိုပဲအာရုံစိုက်နေတာကြောင့်ဆရာဖြစ်သူလည်းအခွင့်အရေးရတော့အခန်းထဲကနေမောင်းထုတ်ပြလိုက်ပါတော့တယ်။ အဲဒီနောက်မှာတော့ဆီယာကာကူတာတယောက်စာကာမူတို့ကိုကြံဖန်ပြစ်ရှာလိုက်ရတဲ့အတွက်ကြေနပ်နေပြီးတော်တော်လေးကိုနေသာထိုင်သာရှိသွားပါရည်။ခဏကြာမှာတော့ကာကူတာတယောက်အခန်းပြင်ကိုမတက်ထွက်ရနေတဲ့စာကာမူတို့ရဲ့အခြေအနေကိုစူးစမ်းလို့စိမ့်နေထွက်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါရည်။အဲဒီအချိန်ယုတ်တီရဲ့အရာအလုံးကသူထင်ထားသလိုမဟုတ်ပေ။စာကာမူတို့ကတေဂန်နီးစာကလေးငှက်ကိုထမင်းလုံးနေခွန်ကျွေးနေတာပါ။ဒါကြောင့်ဆရာဖြစ်သူကာကူတာလေးစာကာမူတို့တယောက်သူ့ကိုတမင်တော်သားထွက်အောင်လုပ်ပြီးစာကလေးရဲ့တက်ကိုကဲတင်မှုဂျိုးစားမန်းသဘောပေါက်သွားပါရည် ဒီလိုနဲ့အခန်းထဲကိုပြောင်းဝင်လာချိန်မှာတော့ကာကူတာလေးစောက်ကောင်းကောင်းမတင်နိုင်တော့ပေကိုကိုကိုအထင်လွဲခံပြီးတတ်တဝါလေးရဲ့အသက်ကိုကယ်တင်ပေးတဲ့ဂယုနာရှင်ကြီးစောက်ကမူတို့ကြောင့်မျက်ရည်တွေဘူးတိလုံးလောက်ကျဆင်းနေပါတော့တယ်။နောက်တစ်ခါမှတော့ဆီယာကာကူတာကထုံးစံတိုင်းကျောင်းတက်ချင်းကိုစောက်မြုံနေပြီးဒီတစ်ခါမှလေးစောက်ကမူတို့ကသူ့ကိုတပတ်ရိုက်ပြီးကျောင်းထဲကိုပြေးဝင်သွားပြန်ပါလေ။ဟင်းချက်တင်တန်းချင်းကိုရောက်ရှိချိန်မှာတော့ဆီယာမဖြစ်သူကအသားရီအကြောင်းကိုတင်ပြနေချိန်စောက်ကမူတို့ကတော့အသားရီကိုစိတ်ကြိုက်စော်ကစားနေပါလေ။ ။နောက်ပြီးသူ့ကိုငေးကြည့်နေတဲ့စက်ကြီးလေးတွေကိုအတုတ်တုတ်ဖို့အတွက်ဆလတ်ရွက်တွေကိုရေစေးခိုင်းနေကြတာပါ။အဲ့ဒီအချိန်ယုတ်တရက်အော်တန်တစ်ခုကိုကြားလိုက်ရပြီးဖြစ်ချင်တော့ဆလတ်ရွက်တွေကြားတွေကခူရောက်အောင်တကောင်ကရောက်လို့နေပါလိမ့်။ဒါကြောင့်စာကာမူလိုလဲချက်ချင်းပဲစာမြုပ်ကောင်းတဲ့ကြားတွေကိုအသုံးပြုပြီးပြန်လည်တန့်စင်ပေးလိုက်ကခူရောက်ကိုလည်းအလင်းမြန်ဆုံးနည်းနဲ့ဖယ်ရှားပေးလိုက်ပါလိမ့်။ဒီလိုနဲ့ပကြီတန်းချင်းကိုရောက်ရှိပြန်တော့လေစာကာမူတရဲ့နားကိုအကြောင်းသူလေးတွေကဝိုင်းနေပြီးအိနာကတော့စာကာမူတိုနဲ့အတူတူပကြီးရေးဆွဲခွင့်ရခဲ့ပါလိမ့်။ အင်းနာတယောက်ဇာကာမိုတိုရဲ့ပုံကိုအကောင်းဆုံးရေးဆွဲနေခဲ့ပြီမြေဇာကာမိုတိုကတော့သူမရဲ့ပုံကိုမြောက်ဝင်တကောင်ပုံစံရေးဆွဲထားတာပါဒါကြောင့်အင်းနာလည်းစိတ်သက်တေကြာဆင်းလာခဲ့ချင်းအခြားเจ้าသူတွေကတော့သူမကိုဝိုင်းမိနှစ်သိမ့်ပြီးခဲ့ပါတယ်အဲဒီနောက်မှာတော့เจ้าသူတူကပကြီပုံကိုပြောင်းပြန်လန့်ပြလိုက်ပြီးတကယ်တော့ဇာကာမိုတိုကသူမရဲ့ပုံစံကိုနတ်သမီးအဖြစ်ပုံဖော်ထားတာပါဒါကြောင့်အင်နာလေချက်ချင်းပဲမျက်နှာရည်နီးရဲသွားခဲ့ကအခြားเจ้าသူတွေကလည်းစာကာမှုတို့ကိုအခုလိုမျိုးနှစ်ဖက်လာပကြီးပုံဆွဲပြဖို့အတွက်တောင်းဆိုကြပါတော့တယ် နောက်တစ်ခါမှတော့တိတ်ပံကန်မီးလောင်နေပြီဖြစ်တာကြောင့်ចောင်းသားတွေကအ мян ဆုံးចောင်းဝင်းတွေကိုဆင်းလာကြဖို့အတွက်တတိပိချက်ထုတ်ပြန်နေပါတယ်။အဲဒီနောက်မှာတော့ဆရာတွေကចောင်းသားစုံမစုံကိုလိုက်လံစစ်ဆေးနေပါတယ်။ဒါပေမဲ့ထူးဆန်းစွာနေပဲအားချန်တရားပြောင်းဆုံးနေခဲ့ပြီးဇာကောင်မူတူကတော့ထုံးစံတိုင်းဘာမှပြောညာမပြောနဲ့ပြေးထွက်သွားပါတယ်။ဒီလိုနဲ့တဏျာရောက်မှာတော့ရေပုံးတစ်ခုကိုခေါင်းကနေလောင်းချလိုက်ပြီးတစ်ဖက်မှာလည်းအားချန်တရားအင်သားတွေကနေထွက်လာပါတယ်။အဲဒီနောက်သူကចောင်းဝင်းထဲမှာစုပြုံရက်နေတဲ့ចောင်းသားအုပ်စုကြီးကိုတွေ့လိုက်ရပြီးသူရဲ့နောက်ကိုဝမ်ယာတို့ပုံစံနဲ့ကတ်လာနေတဲ့ဇာကောင်မူတူကြောင့်အံဝန်သွားပါတယ်။ အဲဒီနောက်မှာတော့အားချန်တယောက်ဗရင်းမောက်ကနေကျိုးနဲ့တွေ့ဆင်းလာခဲ့ပြီးလူမကြီးတံမဲ့မျက်ရည်တွေကျဆင်းနေပါလိ။နောက်ပြီးစာကာမိုတိုတယောက်အဆောက်အဦးထဲမှာကျန်ရှိနေသေးကြောင်းအတံမြဲကြီးနဲ့ထအောင်ပါတော့တယ်။ဒါကြောင့်အားလုံးလည်းစိတ်ပူသွားကြကြချင်းစာကာမိုတိုကဗရင်းမောက်ပေါ်ကနေထွက်ပေါ်လာခဲ့ပြီးသူ့ရဲ့အကွက်ဆန်းတွေကိုအုံပြူဟာဆောင်းတွေကိုတက်ကြဲပုံစံလေးထီလောက်ပြီးခုန်ချလာခဲ့ပါလိ။ဒါကြောင့်အားလုံးလည်းပဇာဟောင်းသားဖြစ်သွားကြရကဆရာဖြစ်သူဂါကူတာကတော့နောက်တစ်ခါသူ့ကိုစိတ်ပူအောင်မလုပ်ဖို့အတွက်တတိပေးနေပါလိ။နောက်တစ်ခါမှာတော့အားချန်တို့လူမိုက်၃ယောက်အုပ်စုဟာအကြောင်းဝင်းထဲမှာဂျင်းတစ်ခုကိုတူနေပါလိ။ ဒါအပြင်ဒီထောင်ချောက်ကိုဘယ်သူမှသွားမလဲဆိုပြီးခြုံရဲတဲ့နေရာမှာစောင့်ကြည့်နေကြတာပါ။အဲဒီနောက်မှာတော့သူတို့အားလုံးကထောင်ချောက်စီကိုဒဏ်ဒဏ်မမတ်ကြီးလာနေတဲ့စာကောင်မှုတို့ကိုတွေ့လိုက်ရပြီးလက်ထဲမှာလည်းထူးဆန်းတဲ့အရာကိုခြင်ထားပါသည်။အားချောင်ကအဖွဲသားတွေကိုနွေရာသီကျောင်းပည့်ရကြီးမှာတော့ကျောင်းဝစ်ဆောင်ဝစ်ထားတဲ့စာကောင်မှုတို့ရဲ့ပုံစံကိုအကဲခတ်ခိုင်းနေပြီးဒီလိုအပေါ်စားထောင်ချောက်မျိုးကိုမိမာမဟုတ်ဘူးလို့ဆိုပါရီ။စကားဆုံးမှာတော့သူတို့ထင်မှတ်ထားလို့မျိုးမဟုတ်ပေ။စာကောင်မှုတို့တယောက်ထောင်ချောက်သေးကိုလုံလုံရရပြုတ်ကြသွားတာကြောင့်ပြရခတ်သွားပါရီ။အဲဒီနောက်မှာတော့ထောင်ချောက်ရှိရာစီအခြေအနေသွားပြီးရဆန်းစစ်ခဲ့ပေမယ့် ။ဇာကာမူတိုနဲ့ပတ်သက်တဲ့အစားအနာကိုတခုတော့မှမတွေ့ရှိခဲ့ရပါဘူး။နောက်တစ်ခါမှတော့စာကြည့်တိုက်ကိုရောက်ရှိလာတဲ့အားချန်တို့အဖွဲ့ကိုတွေ့မြင်မှာဖြစ်ပြီးထုံးစံတိုင်းကူဘိုတာကိုဆွေးလာရင်လာလုံနေကြပါရည်။ဒါပေမဲ့ဘာမှမထူးတာကြောင့်တမျိုးလုံးနဲ့လိုက်လံမေးမြန်းမှုအတွက်အကြောင်းဖန်လာပါရည်။ကျောင်းဝင်းဆောင်နဲ့စာကာမူတူကိုတွေ့လိုက်ရတဲ့လူတချို့ရှိပေမဲ့လွန်ခဲ့တဲ့3-4ရက်လောက်ကဖြစ်နေတဲ့အပြင်နောက်ဆုံးမှတော့အားချန်တယောက်ဂိမ်းဆိုင်တစ်ခုစီကိုရောက်ရှိလာပါသည်။ဆိုင်းရှင်ဖွားကြီးကအားချန်ကိုအခုနောက်ကလေးတွေကျောင်းသားတယောက်သူမအတွက်ဂိမ်းကူစားဆော့ပြီးနေကြောင်း ဘာမှမမီလိုက်ရသေးခင်မှာပဲပျောက်သွားကြောင်းပြောပြလိုက်ချိန်မှာတော့အားချန်ရဲ့စိတ်ဓာတ်တွေလည်းထပ်မံကြဆင်းသွားရပြန်ပါလိမ့်။နောက်တစ်ခါမှာတော့ဘန်းညက်တစ်ခုထဲမှာဒန်းစီနေကြတယ်။အားချန်တို့လူမိုက်၃ယောက်အုပ်စုကစာကာမူတိုအကြောင်းကိုပြောဆိုရင်မှိုင်းနေကြပါလိမ့်။ဒါအပြင်သူတို့ထောင်ချောက်ကြောင့်စာကာမူတိုတယောက်တခြားကဘာကိုရောက်ရှိသွားပြီလားဆိုပြီးတွေးနေချိန်ကလေးတယောက်ကသူတို့တူးထားတဲ့ထောင်ချောက်ထဲကိုပြုတ်ကျသွားပါလိမ့်။ကလေးကအမေဖြစ်သူကိုထောင်ချောက်မိသွားကြောင်းပြောချိန်မှာတော့သူတို့အလုံးလေးထောင်ချောက်ရှိရာစီကိုပြန်လာပြီးပြန်လည်စစ်ဆေးခဲ့ကြပါလိမ့်။ဒါပေမဲ့ထင်ထားသလိုမဟုတ်ဘဲသူတို့တူးထားတဲ့တွေးနေထားထက်အများကြီးနဲ့နေပြီး ဆာကာမိုတိုရဲ့ကျယ်သီးကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်အားချန်လေကျယ်သီးကိုတွေ့နေပြစ်ချလိုက်ပြီးတွင်းရဲ့အနောက်ကိုဆန်တက်လိုက်ချိန်မှာတော့အောက်ရှိကိုမှန်းလို့များတဲ့အထိနဲ့နေကြောင်းသိလိုက်ရပါတယ်။ဒါပြင်ဒီတွင်းကဘရာဇီးနိုင်ငံနဲ့ဆက်ဆက်နေတယ်ဆိုပြီးကောက်ချက်ချလိုက်ကတွင်းထဲကိုအားကြမခံခုံဆင်းသွားပါတယ်။အဲ့ဒီချိန်တစ်ဖက်မှာတော့ဆာကာမိုတိုတရအဝိရှော်ဆိုင်တစ်ခုတည်းကိုရောက်ရှိနေပြီးထောင်ကြောက်ကြောက်ပြီးကျန်သွားတဲ့ဂျောင်းဝစ်ဆုံကိုပြန်လာယူနေပါတယ်။နောက်ပြီးဆိုင်တွေကနေထားကြကြပြန်ထွက်သွားပါတော့တယ်။တဖက်မှာလေအားချန်တယောက်တွင်းထဲမှာလက်ရပိုင်းမှိုင်းနေပြီးတငယ်ချင်းတယောက်ကလေအပေါ်ကိုပြန်တက်လာဖို့အတွက်အတင်းခေါ်နေပါရီ အဲ့ဒီအချိန်စာကာမိုတိုကရောက်ရှိလာခဲ့ကရေပူစမ်းထူးတဲ့အစီအစဉ်ကဘယ်လိုလဲလို့မေးလိုက်ပြီးဒီတွင်းကိုသူနဲ့နဲ့ကူတူးပေးထားကြောင်းလည်းထံပြောလိုက်ပါရီဒါကြောင့်အားချက်လဲရုတ်တရက်ပြန်တွေ့လိုက်ရတဲ့စာကာမိုတိုကိုကြိုဆိုတဲ့အနေနဲ့သူကောက်ရောက်ထားတဲ့ကျဲသီးလေးကိုလမ်းပေးလိုက်ကအတံပြဲကြီးနဲ့အော်ဟင်းကိုယူနေခဲ့ရင်ဇလန်းလေးကလည်းတခန်းရပ်သွားခဲ့ပြန်ပါရီ